ဒီလေတော်မှခက်ခက်ခဲခဲရှူနေရတဲ့အနေအထားမျိုးမှာဒီရှူသွင်းလိုက်တဲ့လေကားစဒီလိုအနတ်အသက်မျိုးဆိုရင်ဒီလူကကြာကြာအသက်ရှင်ဖို့အတွက်လွယ်ကူတော့ဘူးပေါ့ဗျာအဲဒီတစ်ခေါက်မှာလည်းကျွန်တော်ငလင်နဲ့ပတ်သက်တဲ့နောက်ဆုံးသိရတဲ့ဟာတွေပြီးတော့ဒါသတိထားစေချင်တဲ့အကြောင်းအရာတွေပြီးတော့ဒီငလင်ကိုပဲ ဒါပြည်သူတွေပေါ့နော်ဒီလောက်ထိခိုက်သေးချေပြက်စီးပြီးတော့ခြေခွဲဝန်းနေကြအချင်းဒီမှာကိုပဲစစ်ကောင်စီရဲ့ရုံမှမှုတွေစက်တိုက်လှုပ်ဆောင်နေတဲ့အကြောင်းတွေတော့ပြောချင်လို့ပေါ့နော်အဲငလင်ကလည်းအခုဆိုရင်ဒါတည့်ရဲ့အတိုင်းပဲနေစဉ်ဒေဆုံးမှုရခိုင်နှုန်းတွေကတဖြည်းဖြည်းမြင့်တက်လာနေတယ်ခုဒါ TVB ရဲ့သတင်းတစ်ခုမှဆိုရင်လည်းဒါဒေဆုံးတဲ့ဥယျာဉ်က3643ဦးတိရှိလာပြီထိခိုက်ဒဏ်ရာရတာဆိုရင်4595ဦးအဲဒီကြားထဲမှာမှာပျောက်ဆုံးတဲ့ဥယျာဉ်က905ဦးပေါ့နော်ပြီးတော့ဒီကိန်းကိန်းနေဆိုတာကလက်လက်မီတလောက်လိုက်ပြီးတော့ဒါ စီစစ်ထားတဲ့အနေအထားမျိုးပဲရှိသေးတယ်။အဲ့ထက်ပိုပြီးတော့များတဲ့အခြေအတွက်ပဲဖြစ်နိုင်တယ်ပေါ့နော်။ပိုပြီးတော့ထိခိုက်သေးခြင်းပျက်စီးမှုတွေကပိုပြီးတော့များနိုင်တဲ့အနေအထားပဲဖြစ်။နောက်တစ်ခုကတော့ဒါပြည်သူ၈တန်းခွဲကျော်လောက်ဒီငလျင်ဘေးခံစားရတယ်ပေါ့နော်။ထိခိုက်တယ်ဆိုပြီးတော့လည်းဒါသိရတယ်။ပြီးတော့စကိုင်းမှာဆိုလည်းတော်တော်ကိုရှင်နေဆိုရတဲ့အနေအထားပေါ့နော်။အချို့ပစ္စည်းတွေဆိုရင်ဒါစားတောက်ကုန်တွေပေါ့နော်။အခြေခံစားတောက်ကုန်တွေဆိုရင်ဝယ်လို့မရတော့ဘူး။တော်တော်လေးကိုခက်ခဲတဲ့အနေအထားမျိုးတွေရင်ဆိုင်နေရတယ်။ ပြီးရင်ကွန်ပျူစီရှာပါတာတွေကုန်စည်နှုန်းတက်တာတွေပေါ့နော်ကျွန်တော်အဲ့မှာလည်းပြောချင်တာရှိရဗျာအဓိကတော့အခုလိုမျိုးဒါကိုယ်တိုင်းသူပြည်သားတွေပဲဗျာဒုက္ခရောက်နေကြတာပြည်သူတွေဒါငလင်ပေးကြောင်းလို့ပေါ့နော်အဲသူဘသူဘာကိုပဲထောက်ခံထောက်ခံပေါ့နော်တကယ်တကယ်သဘာဝဘေးအနေအကြောင်းမလို့ဒုက္ခရောက်တဲ့ပြည်သူတွေကအများကြီးရှိတယ်အဲအဲ့လိုအနေထားမျိုးမှာအဲတခုခုဆိုရင်ပေါ့နော်ဒါကိုခုတုံးလို့ပြီးတော့ကိုကျိုးရှာရင်နေတဲ့သူတွေကိုလည်းကျွန်တော်ဒီညနေပြောချင်တာပေါ့နော်မလောက်ကြပါနဲ့ပေါ့နော်မိုင်းရိုင်းနေတာတွေကဒါဒီလိုဟာမျိုးတွေကမလောက်တင်ပါဘူး ်တခြားနိုင်ငံတွေမှာအဲ့လိုမျိုးကပ်ဘေးတစ်ခုခုဖြစ်လာပြီးဟေ့ဆိုရင်ကုညီဖို့ကယ်ဆယ်ဖို့ပြီးရင်ကိုတက်နိုင်တာဘာလို့ပေးနိုင်မလဲဆိုတဲ့ဟာမျိုးပဲစဉ်းစားကြတယ်အဲတတော်များများကတို့ရဲ့ဒါဈေးဆိုင်တွေမှာဆိုရင်ဒီတဘောဘေးခံနေရတဲ့သူတွေအတွက်ပေါ့နော်ဒီဒေတာသူတွေကိုဒါအဲသူရဲ့ဆိုင်မှာရှိတဲ့အစားအသောက်တွေပဲဖြစ်ဖြစ်၊ကုန်ပစ္စည်းတွေပဲဖြစ်ဖြစ်၊စောက်လို့ရပစ္စည်းတွေကိုပဲဖြစ်ဖြစ်ဒါဈေးလျှော်ပြီးပေးတာတွေအလကားပေးဝေတာတွေဒါအချိန်မေးလာပြီးတော့စားတောက်နိုင်အောင်၊ကုညီယူနိုင်အောင်ဆိုပြီးတော့ ဒါအခမဲ့ဖွင့်ပေးထားတယ်ဆိုတော့ပုံစံမျိုးတွေပဲကျွန်တော်တို့မြင်ရတွေ့ရကြားရတယ်ပေါ့နော်ဂျုံနိုင်ငံမှာလည်းမရှိဘူးလားဆိုတော့ရှိတာပဲပေါ့နော်ရှိတယ်အဲတက်နိုင်တဲ့ပမာဏမျိုးလေးတွေလုတ်ပေးကြတာပဲပေါ့နော်အဲချို့ဆိုလည်းဒါကိုပိုင်ငွေကြီးနဲ့အဲဒါလိုအပ်တဲ့အချိန်ကစားတော့ကုန်နေဝယ်ယူပြီးပို့ပေးတာမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကြားထဲကမှဒီငလင်းကိုအကြောင်းပြုပြီးဒီသဘာဝဘေးတွေကိုအကြောင်းပြုပြီးကိုကျိုးရှာတဲ့သူတွေကလည်းရှိတယ်ရှိတယ်ဗျရှိဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့ ကုံစင်းလုံးနေတက်မယ်ဆန်နေစီဝယ်လို့မရတော့ဘူးအဲ့လိုအနေထားမျိုးမှာရှားပါလာပြီဆိုရင်အချို့ဆိုရင်သွားပြီးတော့ဝယ်လို့ရတဲ့စီကနေဝယ်ပြီးတော့လှောင်ထားရတယ်ပြီးရင်ဈေးအရန်တက်လာပြီဈေးအရန်တက်အောင်လုပ်တယ်ရှားပါလာအောင်လုပ်တယ်အဲ့ပြီးရခါကျမှဒီဥစ္စာကိုမတန်တဆဈေးနဲ့ပြန်ပြီးတော့ထုတ်ရောင်းတဲ့ပုံစံမျိုးတွေလောက်ကြတယ်ဗျာထားပါတော့အရင်ကအရင်တော့ကစန်တေးဒါ9000 8000ဆိုရင်အခုအနေထားမှာ2သိန်း3သိန်းဆိုတဲ့ပုံစံမျိုးတွေအထိလောက်ဖို့စဉ်းစားနေကြတဲ့သူတွေလည်းရှိတယ်လုံနေတဲ့သူတွေလည်းရှိတယ်ဗောနော် ဒါကတကယ်ကိုမလောက်ကောင်းတဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တက်နိုင်တယ်လို့ကူညီပေးရမယ့်အနေထားပေါ့နော်အဲနောက်တစ်ခုကတော့ဒါမြေပြင်မှာတကယ်ခက်ခဲနေတဲ့အနေထားတွေအကြောင်းအရာတွေအများကြီးရှိတယ်ဗျအဓိကတော့ဒီငလင်တန်ကြောင့်မလို့အဲမြေအောက်ရေတွေလုံးဝပန်းထွက်လာတဲ့နေရာတွေရှိတယ်ဆိုက်ကင်းတွေပျက်စီးသွားတာတွေရှိတယ်အိမ်တွေခြံနေတဲ့အထိရေတွေဝင်လာတာရှိတယ်အဲပြီးတော့ဒီရှိပြီးသားပေါ့နော်ရေတွင်းရေကန်တွေအဲရေအချင်းမြစ်တွေပေါ့နော်လုံးဝပွက်ပြောက်သွားတာမျိုးရှိတယ်ချောင်းတွေမြစ်တွေခန်းသွားရရှိတယ်ရေတွင်းတွေခန်းသွားရရှိတယ် အဲဒါကြောင့်မလို့တောက်တုံးရင်အခက်အခဲဖြစ်နေတဲ့နေရာဒေသတွေလည်းအများကြီးရှိလာတယ်ဒီလိုနေရာမျိုးတွေဆိုရင်ကျွန်တော်ကူညီဖို့ကယ်ဆယ်ဖို့အတွက်အဓိကလှုပ်ဆောင်ပေးတဲ့နေရာမျိုးတွေဖြစ်တယ်ပေါ့နော်အခုတော့တော်တော်များများကတော့ဒီလိုဒုက္ခမျိုးတွေကိုစပြီးတော့ခံစားနေရပြီအဲနောက်တစ်ခုကအချို့နေရာတွေပေါ့နော်ဒီကယ်ဆယ်ရေးလုပ်နေကြပါတယ်ဆိုတဲ့နေရာတွေမှာကိုပဲဒီအဆောက်အဦတွေပေါ့နော်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေအပျက်စီးပုံကြီးတွေအောက်မှာအာအသက်ဆုံးရှုံးသွားတဲ့ပြည်သူတွေရဲ့ အဲအလောင်းတွေကနေပြီးတော့ဗောနော်အပုံနဲ့နေအများကြီးရနေကြပြီဗောနော်ချို့ဆိုအရှိရဖြတ်သွားတယ်အဲ့နဲ့နေထောင်းနေဒါနှာခေါင်းနဲ့ဝင်လာတာမျိုးဒါမျိုးပုံစံမျိုးတွေလည်းဖြစ်လာနေပြီဗောနော်အဓိကတော့အဲအဲ့လိုနေထားရောက်လာပြီဆိုရင်ကျွန်တော်ကယ်ဆယ်ရေးကပို့ပြီးတော့ရေးကြီးလာပြီဆိုပြီးတော့ပြောချင်တာဗောဗျာဟိုဆိုတော့ဒီပျက်စီးပုံကြီးအောက်မှာရောက်သွားပြီဆိုတဲ့ချိန်မှာအသက်မသေးသေးဘူးဒါပေမဲ့လည်းဒီအပုံနဲ့ကြီးနဲ့လုံးဝဒီလိုနေထားနဲ့နေရမယ်ရှင်းတမ်းရမယ်ဆိုရင်ဘလို့မှမလွယ်ကူတဲ့အနေထားဗောနော် ဒီလေတော်မှခက်ခက်ခဲခဲရှူနေရတဲ့အနေအထားမျိုးမှာဒီရှူသွင်းလိုက်တဲ့လေကားအစဒီလိုအနံ့အသက်မျိုးဆိုရင်ဒီလူကကြာကြာအသက်ရှင်ဖို့အတွက်လွယ်ကူတော့ဘူးပေါ့ဗျာအဲကြအချို့ဆိုရင်ဒါပျက်စီးပုံတွေအောက်ရောက်သွားတဲ့အချိန်မှာကလေးတငယ်တွေလည်းပါတာပဲပေါ့နော်ဒါရွယ်ဆုံးမျိုးစားဆုံးအဲ့လိုမျိုးပါကြဖြစ်တဲ့အတွက်အဲဒါမျိုးတွေကိုလည်းမြန်မြန်ဆန်ဆန်လေးကူညီနိုင်ဖို့အတွက်ကျွန်တော်လည်းဒီနေ့ကနေဆူတောင်းနေပေါ့နော်ဘာလို့လဲဆိုတော့ဟိုကြားရမြင်ရတွေ့ရသိရတဲ့ဟာတွေအကုန်လုံးကစိတ်မကောင်းစရာတွေကြီးပဲဖြစ်နေတယ်ပြီးတော့အားလုံးကလည်းကုညီဖို့ကယ်ဆယ်ဖို့စူးစမ်းနေကြတာပဲပေါ့နော် အဲဒီကြားထဲမှာဒါမြင်မြန်ဆန်ဆန်လေးလုတ်ပေးနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးဖြစ်မှာပေါ့လေနော်အဲချို့ဒါလွတ်မြောက်လာတဲ့သူတွေအတွက်ကတော့တကယ်ဝမ်းသာစရာကောင်းပါလေအဲနောက်တဲ့စိတ်ပူစရာတစ်ခုကလည်းရှိရဲအဲ့ဒါဘာလဲဆိုတော့ဒီငလျင်လှုပ်တဲ့ဒဏ်ကြောင့်မလို့ပေါ့နော်အဲဒီမြေအောက်မှာရှိတဲ့ဒါခုနလိုတွင်းအောင်တရဝါမျိုးတွေဒါအဓိကတော့မှုေပေါ့ဗျာဒီလားညာဘက်တွေမှာဆိုအဲအဲ့လိုမျိုးပုံစံမျိုးတွေထွက်လာပြီးတော့ဒါလူတွေပိုးထိတဲ့သတင်းမျိုးတွေလည်းကျွန်တော်တွေ့နေရတယ်ဒါဟာလည်းတကယ်စိတ်ပူစရာကောင်းတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ ဒီလိုပူပြင်းတဲ့ရာသီဥတုမှာဒါတွေးအောင်တဲ့သရဝါတွေခုနလိုငလင်တန်ကြောင့်မလို့အပေါ်ကိုရောက်လာတဲ့အခါအဲဒါပြည်သူတွေဒုက္ခရောက်နိုင်နေပေါ့နော်ကလေးတငယ်တွေဒုက္ခရောက်နိုင်နေအဲနောက်တစ်ခုကအကြောင်းပူပြီးဆိုရင်အရာဒီအပြက်စီးတွေပေါ့နော်အဲကိုယ်အိမ်တွေပြက်စီးသွားမယ်အဲအဆောက်အဦတွေပြက်စီးသွားမယ်အဲအချို့ကျတော့လေဒီငလင်တန်ခံလဲရတဲ့အဆောက်အဦတွေကပြက်စီးပြိုကျသွားတဲ့အထီတော်မဖြစ်ဘူးဒါပေမဲ့ဆက်နေဖို့အတွက်မလုံခြုံတဲ့အနေထားချို့ဆိုနေရကြီးတွေပြင်ထွက်လာရရှိတယ်ချို့ဆိုအကွဲချောင်းတွေလိုက်ထွက်သွားရှိအဲ့လိုအနေထားမျိုးမှာသူတို့အဲ့အဆောက်အဦတွေတောင်နေရဲလို့ အပြင်ဘက်မှာထွက်ပြီးတော့ဒါကွင်းပြောင်တွေမှာသွားနေနေတာမျိုးတွေအဆောက်အဦတွေလုတ်ကင်းတဲ့နေရာမျိုးတွေမှာသွားပြီးတော့နေနေကြတဲ့သူတွေရှိတယ်အဲ့လိုလူတွေအတွက်ကြတော့ဒီလိုမွေပါကင်းမတွေကအရန်ကိုအဲဂယူဆိုင်တဲ့အနေအထားမျိုးတွေဖြစ်လာပြီးအဲကလေးငယ်တွေအတွက်လည်းအနေများတယ်ပေါ့နော်အဲတော်တော်လေးဒါဂယူဆိုင်မဲ့ဒါပုံစံမျိုးတွေဖြစ်တာပေါ့လေနော်နောက်တစ်ခုကတော့ဒါကြောင့်ငလင်တန်ခန်းစားရတဲ့ဒေသတွေကများကြီးရှိတယ်ပေါ့နော် များတယ်အဲစကိုင်းမကွေးနေပြီးတော့အဲပြင်တာရှမ်းပြည်အဲအဲ့လိုပုံစံမျိုးအများကြီးရှိတယ်အဲအဲ့လိုမျိုးအနေထားမှာမှာ တော်တော်များများအများဆုံးထိခိုက်ပျက်စီးတာတက်စကိုင်းနဲ့မန်လေးဆိုပြီးတော့တော်တော်များများတိထားကြတိထားကြတော့တခုခုကူမယ်ကယ်မယ်ဆိုပြီးတော့စဉ်းစားကြတဲ့အခါဒီမြို့ဒီဒေသတွေကိုပဲဒါဦးစားပေးစဉ်းစားလေးရှိကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဟုတ်တယ်ဒါအများကြီးပဲထိခိုက်ပျက်စီးတယ်ကယ်ဆယ်ရေးတွေမလောက်ဘူးအဲခုနလိုအဲလမ်းမဆက်သွယ်ရေးတွေခက်ခဲကုန်တယ်အဲစာနယ်ရိတ်ထားတွေရှားပါးကုန်တယ်အဲ့ဒီနေထားကြောင်းမလို့ဒါအဲအပျက်စီးအများဆုံးဆိုတဲ့နေရာတွေကိုလည်းစဉ်းစားကြတာရှိတယ်ပေါ့နော်ဒီခါကျကျွန်တော်ပြန်ပြီးစဉ်းစားသင့်တာကဒီလိုမျိုးထိခိုက်ခံစားရတဲ့နေရာက အဲနေရာတိုင်းမှာပေါ့နော်အဲ့လိုဝေဒနာတွေကတော့ရှိတယ်ဆိုတာကိုလည်းကျွန်တော်သိစေချင်တယ်အဲမျှပြီးတော့ပေါ့နော်အဲကျွန်တော်ကုမယ်ဆိုတဲ့သူတွေပေါ့နော်အမျှပြီးတော့ကုနိုင်မှုအတွက်ဒါမှမဟုတ်လေဒါလေးကစဉ်းစားကြအချက်တစ်ခုဖြစ်စေဖို့အတွက်ဒါကျွန်တော်ကြည့်ရပြီးတော့ပြောတာဖြစ်ပါတယ်ခြားထိခိုက်ခံစားရတဲ့နေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလိုမျိုးပြည်သူတွေထိခိုက်ခံစားနေရတဲ့အချိန်ခြေကွဲဝန်းနေစရာအဖြစ်ဆိုးတွေကိုကြုံနေရတဲ့အချိန်ဒီလိုအချိန်မှာကိုပဲဒါစစ်ကောင်စီပေါ့နော်မြောက်လိုက်ဥဆောင်တဲ့ဒါအကြမ်းဖက် အာနာယူအုပ်စုကဒါစင်ကူးပေါ့နော်လက်ပတ်လာကြည့်ရဖို့ဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်တယ်ဒေတာကန်တွေထိခိုက်ကြတယ်အဲပြီးရင်ဒါနေအိမ်တွေကြည့်ရတယ်မှာမီးလောင်တဲ့အဆောက်အဦတွေရှိသွားတယ်ပေါ့နော်အဲ့တော့ဟိုသူတို့အနေနဲ့ကတော့ဒီငလင်ပေးကြောင်းမလို့ခံစားနေရတဲ့ပြည်သူတွေကိုလည်းကိုချင်းစာနာစိတ်မရှိဘူးအဲသူတို့အတွက်ခုနလိုအခွင့်အရေးတစ်ခုအနေနဲ့တော့အသုံးချနေသလားလို့တော့ဒါယူဆမိတယ်ပေါ့နော်ဒါချိုးဆိုရင်ဒီလက်ပတ်လာဆိုတာလည်း ဒီမန်လေးနဲ့ဘလောက်မှဝေးတဲ့နေရာမဟုတ်ဘူးအဲဒါဆိုဒီငလင်တန်းကိုသူတို့လည်းခံစားရအဲ့ဒါဒေသခံနေရဲ့စိတ်ထဲမှာဆိုဘာဖြစ်လဲဆိုငလင်ကြောင့်မှခံစားနေရပါတယ်ဆိုမြန်မာဒါဘုံလာကျဲလို့ထွက်ပြေးတင်းရှောင်ရတဲ့အဲဝေဒနာကိုပဲထပ်ဆင့်ပြီးတော့ခံစားရတာပေါ့ဗျာအဲပြီးတော့ကျတော့အဲဒီလိုမျိုးငလင်ခံစားနေရတဲ့အချိန်မှာအတူတူကိုကိုအပူမီးနေပါတော့အဲနောက်ထပ်ငလင်နေရာလဲလှုပ်ဖို့အတွက်သတင်းတွေကြားနေရအခုချိန်ထိလဲဒါပြင်အောင်ဘလောက်ငလင်ထက်လှုပ်ပြန်ပြီဘယ်မှာလှုပ်ပြန်ပြီဆိုတဲ့သတင်းတွေကြားအကုန်လုံးကစိုးရင်ပူပန်စိတ်တွေရှိနေကြတယ် အဲ့အဲ့လိုမျိုးအနေထားမျိုးမှာခုနလိုဘုံကျဲတိုက်ခိုက်ခံရတယ်ဆိုတော့ပူဆိုးပြီပေါ့ဗျာဒီပြည်သူတွေမှာဘယ်လောက်တော့မှတနာကြကောင်းလိုက်မလဲပေါ့နော်ရှေ့ကောင်စီကအဲ့လောက်ထိကိုယုံပါတယ်မင်းအောင်လိုင်းဥဆောင်တဲ့အဖွဲ့ကအဲ့လောက်ထိကိုမတ်ရိုင်းနေဆိုတော့လေသိစေချင်တယ်ပေါ့နော်အဲချို့ဒါဟိုဘုံကျဲခံရလို့ဒါထိခိုက်တဲ့အရာပြီးတည်ဆုံးသွားတဲ့သူတွေဆိုရင်ဘယ်လောက်တော့မှတနာဖို့ကောင်းလဲဒါကိုလေဒါကြောင့်ဒီဘက်ကတော်လန်ပြည်သူတွေအနေနဲ့သိစေချင်တယ်မင်းအောင်လိုင်းစစ်တပ်ကတော့အစွမ်းကိုအဆုံးစွန်ဆုံးထိယုံပါနေတယ်ဆိုတဲ့ဟာကိုပြောပြခြင်းဖြစ်ပါလေဗျာ ဒါပြင်နောက်ထပ်သတင်းတစ်ခုအနေနဲ့ကလည်းပေါ့နော်ဒါလည်းဒါလူငယ်တွေပါပဲအဓိကတော့ KIC ကိုစစ်တမ်းတက်ဖို့လာတဲ့လူငယ်တွေဆိုပြီးတော့လည်းတည်ရတယ်အဲဖော်ပြထားတဲ့သတင်းတွေရဆိုရင်အဲ KIC တက်ဖွဲ့စီကိုစစ်ပညာသင်ကြားဖို့ဒီလူငယ်တွေတွားတယ်တွားတဲ့လမ်းခီးမှာလေရင်နဲ့ဘုံလာကျဲတယ်ပေါ့နော်လာကျဲတဲ့အချိန်မှာနှစ်စီးလာတယ်အဲဒစီးကတော့ဒါလက်ပတ်ပြီးတော့ပြန်သွားတယ်မကျဲဘူးပေါ့ဒုတိယဒစီးကနှလုံးကျဲချတဲ့အချိန်မှာ38ဦးဒါကြာဆုံးတယ်ပေါ့နော်ပြီးတော့ဒါ20ကျော်တန်ရာရတယ်ပေါ့နော် အဲဒီဟာလဲတိတ်တော့လဲစိတ်မကောင်းဘူးပေါ့ဗျာစိတ်မကောင်းသူကသူလောက်ရမယ့်အလုပ်ကိုမရောလည်းကဇက်တိုက်ကိုလုံနေတယ်မရိုင်းနေတယ်အဲပြီးတော့သူ့မှာဘာမှဒီကိုချင်းစာလဲဆိုတဲ့ဟာမျိုးတွေမရှိဘူးဆိုတော့နောက်ထပ်ဖြစ်ရတခုပေါ့ဗျာအဲပြီးတော့ကျတော့လူငယ်တွေပေါ့လူငယ်တွေအရင်မြစ်တွေဆုံးရှုံးတာပေါ့နော်ဒါအကုန်လုံးကတော့ဒါစစ်ကောင်စီကိုမကြည်နဲ့လို့သွားပြီးတော့တင်းနဲ့တက်ပြီးတော့ဒါလက်နက်ကင်ပြီးတော့တော်လံမယ်ဆိုတော့စိတ်နဲ့တော့တာပေါ့နော်အဲဒါကိုလည်းလိုက်ပြီးတော့ဒါလူငယ်တွေအရင်းမြစ်တွေဆုံးရှုံးအောင်စစ်တပ်ကလိုက်လုံနေရတယ်တွေ့ရတယ် အဲပြော့တာ KIU ဆိုတာလေ KIU နဲ့ကချင်လူလူကပေါ့နော်တော့ဒီငလင်ဘေးခံစားရတဲ့ပြည်သူတွေကိုတက်နိုင်သမျှအကူအညီတွေပေးသွားမယ်ဆိုပြီးတော့ကြေညာထားတာကိုဒါမကြသေးဘူးပေါ့နော်မကြသေးဘူးအဲကျောင်းဒီဘက်ကကျော်လည်းတက်ဖွဲ့တွေဖွဲ့စည်းတွေတော်တော်များများကအခုလိုမျိုးဒါလူသားချင်းစာရပေါ့နော်ဒါကိုချင်းစာတဲ့စိတ်တွေရှိတယ်ဆိုပေမဲ့မင်းအွန်လိုင်းကတော့မရှိဘူးဆိုတာကိုလည်းဒါပြောပြချင်တာပေါ့နော်ပြီးတော့ဒါသူတို့ရဲ့စီးရေးပြင်ဆင်မှုတွေအနေနဲ့ဆိုရင်ဒီရက်ထဲမှာဘုံကျဲတဲ့ဟာရဲ့ဆက်မပြတ်လောက်တာရှိသလိုဒါ ်ချင်းပြည်နယ်ဒါဝိုင်းမော်ဘက်မှာဆိုလဲစစ်ကြောင်းထိုးလာတယ်ဆိုတဲ့ဟာမျိုးတွေလည်းသိရတယ်စစ်ပြင်ဆင်နေတယ်ပေါ့နော်အဲ KIA ဘက်ကဒီဥစားရည်နဲ့ပတ်သက်လို့ဒါတိုက်ပွဲအေးနေတဲ့အခြေအနေမျိုးမှာဒါစစ်တပ်ဘက်ကအခွင့်ကောင်းယူပြီးတော့ဒါမျိုးပုံစံမျိုးတွေလှုပ်လာတယ်အဲဒီစစ်ကြောင်းမှာဆိုရင်သူကတန်ချက်ကားတွေပါတယ်တင့်နေပါတယ်ပေါ့နော်တန်ချက်ကခုနှစ်စီးလောက်မှပါတယ်ဆိုပြီးတော့သိရတယ်ဖော်ပြထားရတယ်ပေါ့နော်အဲကြအဲ့လိုပုံစံမျိုးနဲ့လည်းဒါစစ်ပြင်ဆင်တာရှိသလို drone နဲ့လည်းဘုံလာကျဲတာမျိုးတွေရှိတယ်အခုနောက်ပိုင်းမှာစစ်တပ်ဘက်ကဒါအဆင့်မြင့် drone တွေကိုပို့သုံးလာတယ် အဲအသုံးပြုတဲ့အချိန်မှာညဘက်တွေပါအသုံးပြုလို့ရအောင်ဆိုတဲ့ပုံစံမျိုးတွေနဲ့လှုပ်ဆောင်တာတွေလည်းတွေ့ရတယ်။အဲကြောင့်ဒါကျွန်တော်တို့အတွက်နောက်ထပ်ရင်ဆိုင်ဖြတ်ကျော်ရမယ့်စိန်ခေါ်မှုတစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဲပြီးတော့ကျတော့ဒေသခံတွေခံစားနေရတဲ့အပူမီးတွေကိုဝိုင်းပြီးတော့ကူပြီးတော့ညှိမ့်သက်ပေးနေရတဲ့ဝင်တစ်ခုလည်းရှိသလိုဒါမင်းအွန်လိုင်းပြုတ်ကြဖို့အတွက်အာနာရှင်စနစ်ပြတ်သုံးမှုအတွက်ဒါတစ်ဖက်ကနေလည်းပြန်ပြီးတော့တိုက်ပွဲဝင်နေရတဲ့တာဝန်တခုကလည်းရှိနေသေးတယ်။အဲတော့ကျွန်တော်ဒေါ်လာရင်းတက်ဖွဲ့ရောဒေါ်လာပြည်သူတွေကတကယ်ကိုပြင်းမှန်းခက်ခဲတဲ့ကာလတခုလို့လည်းပြောရမှာပေါ့ တော့တို့အခုလိုမျိုးဒီဘက်ချမ်းပေါ့နော်ဒီဘက် white mobile ချမ်းကိုဒါခုနလိုစစ်ကြောင်းထိုးလာတယ်ဆိုတာလေဗမော်နဲ့ဒီမြကြီးနားနဲ့အဲချိတ်ဆက်ထားတဲ့လမ်းကြောင်းပေါ့နော်အဓိကလို့တို့ရဲ့အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းကိုပြန်ပြီးတော့စိုးမိုးကျင်နေတဲ့အနေအထားမျိုးလည်းတွေ့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါသူ white mobile ကနေပြန်ပြီးတော့စစ်ကြောင်းထိုးလာမျိုးတွေလှုပ်လာတယ်ပြီးတော့ဗမော်ရဲ့အနေအထားကလည်းသိရတဲ့အတိုင်းပဲစာက21ကတော်တော်ကိုအခြေအနေဆိုးတဲ့အနေအထားဆိုတော့တို့ဒီဥစ္စာတွေထပ်ပြီးတော့မပေးရရေးမဆုံးရှုံးစေရေး အဲသူတို့အဲအာသုံဆိုင်ကိုသူတို့ပြင်လာရဆိုပြီးတော့လေဒါကြောင့်သုံးသက်လို့ရတယ်အဒီအတွက်လည်းဒါတပ်ဖွဲ့တွေကအကောင်းဆုံးကျော်ဖြစ်နိုင်နိုင်မယ်လို့လည်းယုံကြည်တယ်အခုကတော့ဒါကြောင့်ဒီအာနာသိန်းဖြစ်စဉ်နောက်ပိုင်းပေါ့နော်မြောင်းလိုက်အာနာသိန်းလိုက်ပြီးရနောက်ပိုင်းမှာကျောင်းနိုင်ငံကျောင်းတိုင်းပြည်ကအဲတိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်တဲ့လူသားအရင်းမြစ်လူငယ်တွေပေါ့နော်ပြောရရင်တော့လူငယ်တွေအထူးသဖြင့်လူငယ်တွေဒီလူငယ်အရင်းမြစ်တွေဆုံးရှုံးတယ်ပေါ့ဗျာဆုံးရှုံးတယ်အဲဒီဒီလိုမျိုးပြန်ပြီးတော့တိုက်ခိုက်မှရမယ်ပြန်ပြီးတော့ အဲဒေါ်လာမှရမယ်ဆိုတဲ့စိတ်နဲ့ဒေါ်လေးကိုရောက်သွားတဲ့လူငယ်တွေလည်းအများကြီးရှိတယ်ပြီးတော့မြောင်းလန်ရဲ့ခုနလိုပေါ့ဒါစေမုံထမ်းမနီယာဆိုတဲ့အတင်းအဓမ္မလူသစ်စုဆောင်တဲ့ဥစ္စာတွေကြောင်းမလို့လေဒီလူငယ်တွေစစ်တပ်တွေရောက်တာတွေရှိတယ်ပြီးရင်ဒေါ်လေးတပ်ဖွဲ့တွေပြန်တိုက်ခိုက်ရတဲ့အခါအသက်ဆုံးရှုံးတာတွေလည်းအများကြီးရှိတယ်နောက်တစ်ခုကတော့ဒီဒီစေမုံထမ်းမနီယာဆိုတဲ့ဥပဒေကိုရှောင်လွှဲကျင်လို့အခြားနိုင်ငံတွေအိန္ဒိယနိုင်ငံတွေကိုထွက်သွားရတဲ့လူသားအရင်းမြစ်တွေလူငယ်အရင်းမြစ်တွေအများကြီးရှိတယ်ဗောနော်အဲ့တော့ ဒါကြောင့်နိုင်ငံမှာဒါလူငယ်ဆိုတာကအနာဂတ်ပဲပေါ့နော်တိုင်းပြည်ရဲ့အနာဂတ်ပဲဖြစ်တယ်အဲ့တော့ဒီလူငယ်တွေဆုံးရှုံးတဲ့အခါဒီအရင်းမြစ်တွေဆုံးရှုံးတဲ့အခါဘာဖြစ်လာလဲအခုကယ်ဆယ်ရေးမှာပဲကြည့်ကြလိုက်ဒီကယ်ဆယ်ရေးလို့လုံမျိုးတွေကဒါဖျက်လက် တက်ကြွပြီးတော့လူငယ်ပိုင်းတွေကဥဆောင်ပြီးတော့လောက်ရတဲ့အနေထားအဲဒီလိုမျိုးတွေဒါလူငယ်တွေကတော်ရဲရောက်နိုင်ငံခြားရောက်အခုနလိုဖန်ဆီးခံရဒါမျိုးတွေဖြစ်တဲ့အခါဒီကယ်ဆယ်ရေးကိစ္စတွေလုပ်ငန်းတွေမှာပါမလောက်မငှတွေအင်အားမလုံလောက်တာတွေဖြစ်ကုန်တယ်ပေါ့နော် အဲပြီးတော့ကျွန်တော်တွေ့ခဲ့သမျှပေါ့နော်တွေ့ခဲ့သမျှတော်တော်များများထဲမှာဒီဒေါ်လာရင်းတဲကပေါ့နော်ဒေါ်လာရင်းတဲကအဲပါဝင်တိုက်ပွဲဝင်နေတဲ့ဒါလူငယ်တွေဆိုရင် price ရသမားတွေအများကြီးပဲတွေ့ရတယ်ကျွန်တော်တွေ့ခဲ့တဲ့အဖွဲ့တွေထဲမှာဆိုရင်တော်တော်များရတယ်အဲဒီဒေါ်လာရင်းသမားမဖြစ်ခင်ကာလကအရက်သေးရွာထဲမှာအများကျတည်ပိုးတဲ့လူငယ်တွေ price ခေါင်းဆောင်တွေကိုပေါ့ကိုအတင်းဖွဲ့လေးတွေစုပြီးတော့ပြန်ပြီးတော့အဲရရွာအချိုးပြုလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့လူငယ်တွေအများကြီးရှိရအဲ့လိုလူငယ်တွေကအခုတော်ရဲကိုရောက်သွားတဲ့အခါအဲခုနလို့ ဒါနိုင်ငံကတော်တော်ကိုအဲကုကေရမယ့်အခြေအနေမျိုးတွေဖြစ်သွားတဲ့အဓိကအချက်တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကြောင့်ဒေါ်လာအောင်ပွဲလိုပဲပြောရမှာပေါ့အဲ့ဒါကတော့ဒါပေါ်လခေမြို့နယ်ဒါဝမ်မလန်အဲဝမ်မလန်တပ်စခန်းပေါ့နော်အဲစစ်တပ်ရဲ့စခန်းတစ်ခုကိုကျွန်တော်ဒေါ်လာတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အောင်ပွဲပေါ့အောင်ပွဲတကယ်တော့ဒီစခန်းကိုတိုက်တာဒါသုံးပါရှိပြီဆိုပြီးတော့လည်းသိရတယ်အဲ့လိုတိုက်တဲ့အချိန်မှာဒီကောင်ကြီးလည်းတက်လိုက်တဲ့လောက်တော့သူတို့တောင်းခံတဲ့ပုံစံမျိုးရှိရတယ်ပေါ့နော်အဲအဲ့မှာဒီခုကျွန်တော်ပြောစရာရှိတာကျွန်တော်တက်ဖွဲ့တွေက ဒီလက်နက်ခဲရမပြည့်စုံမှုပေါ့နော်ပြည့်စုံမှုကြောင့်လို့ဒါအပိသက်သိမ့်ပိုင်နိုင်မှုအတွက်ကိုခက်ခက်ခဲကြိုးစားရတယ်အဲနောက်ဆုံးဒါသူတို့တွေအဲနောက်ထပ်29ရက်နေ့မှာပေါ့နော်ပြန်ပြီးတော့ကျုံမှုအတွက်ကိုလက်နက်ခဲရနေပြန်ဖြည့်တယ်ပြီးရင်လူတွေပြန်ခွဲတယ်အင်အားတွေစုဖွဲ့တယ်တာဝန်တွေပြန်ခွဲတယ်အဲလောက်ပြီးတော့တက်ပြီးတော့ဒါကျုံမှုလုတဲ့ချိန်မှာတော့စစ်တပ်ကကောင်တွေကလုံးဝဆုတ်ခွာထွက်ပြေးသွားတယ်ဆုတ်ခွာမှုထွက်ပြေးသွားတယ်ဗျာထွက်ပြေးသွားတော့နှမျောဖို့ကောင်းတာကတော့ခုနလိုပေါ့နော်အပိတိုင်တိုက်ခိုက်သိမ့်ပိုက်နိုင်နေဆိုရင်တော့ လက်နက်တွေလည်းရမှာပေါ့အခုကတော့ဒါကြောင့်ခေရန်ခေရန်နည်းနည်းပါးပါတော့ရလိုက်တာရှိတယ်အဲစကန်ကုန်းတော့ရလိုက်တယ်ပေါ့ဒီကောင်နေအဲထွက်ပြေးရတဲ့အဆင့်မျိုးတော့ဖြစ်သွားတယ်တကယ်တော့အဲ့အဆင့်မျိုးမကကျွန်တော်တို့လုံနိုင်တဲ့ဟေ့ဆိုရင်အလောင်းလက်တရားစာရမယ်နောက်တိုက်ပွဲတွေအတွက်အသုံးဝင်တဲ့ဒါလက်နက်တွေမြားအစကျွန်တော်ရရှိနိုင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဒါတပ်ဖွဲ့တွေကမပြည့်မစုံနဲ့လုံနေရတဲ့အခါအဲဒီလိုမျိုးနစ်နာတဲ့ဟာလေးတော့ရှိတာပေါ့လေနော်ဒါပေမဲ့လည်းဒီဥစ္စာကတော့စိတ်တကြကြတော့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ တစ်ခါမရောက်လားနှစ်ခါနှစ်ခါမရောက်လားသုံးခါဆိုရယ်စိတ်မျိုးနဲ့အဲတော့မြေပြင်ကတော်လိုင်းတက်ဖွဲ့တွေကအားကျုံးမှန်တဲ့တိုက်ပွဲဝင်နေကြတာဖြစ်တယ်ဒီလိုစိတ်တက်မျိုးတွေကိုတော့ဒါမရောက်လည်းရဲစစ်ကောင်စီတပ်သားတွေကခံနိုင်ကြအကြောင်းကိုမရှိဘူးပေါ့နော်ဒါကလည်းဒါကျွန်တော်ဒီရက်ထက်ကတော်လိုင်းနဲ့ပတ်သက်လို့အောင်ပွဲတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲဘယ်လိုပဲဖြစ်မြေပြင်မှာတော့ကျွန်တော်တို့ဒါဒီသဘောပေးအနေနဲ့ဆိုင်တဲ့ စိတ်မကောင်းဖြစ်စရာတွေဝမ်းနည်းစရာတွေအကြောင်းအရာတွေအများကြီးရှိတယ်အဲတက်နိုင်သလောက်လဲကျွန်တော်တို့ကကုညီကြဖို့ကယ်ဆယ်ကြဖို့အချင်းချင်းဝိုင်းဝန်းလှုပ်ဆောင်နေရမျိုးတွေတွေ့ရတယ်အဒီအတွက်လဲဒါဂျီနူးစရာကောင်းတယ်ဗောနော်နောက်တစ်ခုဒါကျွန်တော်လဲဒီနေရာနေပြီးတော့ဗောနော်အခြားနိုင်ငံတွေကပဲဖြစ်ဖြစ်ဒါပြည်တွင်းပြည်ပကပြည်သူတွေအနေနဲ့ဒီဟာကိုလစ်လူရှုမထားဖို့ဗောနော်အဲကျွန်တော်ပြည်သူတွေတကယ်ကိုဒုက္ခအတိရောက်နေတာဖြစ်တယ်အခုဆိုရင်ဒါနေစရာမရှိပါဘူးဆိုတဲ့အချိန်ဒါစားစရာမရှိပါဘူးဆိုတဲ့အနေအထားတစ်ခုမှာနောက်ထပ်ဒါမုံတိုင်းလို့လို့ဘာလို့လို့သတင်းတွေရတယ် ချက်ချားနေရတော့ဒါတကယ်ကိုစိတ်မကောင်းဖြစ်စရာကောင်းပါတယ်ဗောနော်အဓိကတော့အဲ့လိုကိစ္စမျိုးတွေမှာကျွန်တော်တက်နိုင်လောက်ဝိုင်းပြီးတော့ကူညီပေးကြဖို့လေဒီနေ့ကနေတောင်းဆိုခြင်းနဲ့နောက်တစ်ခါတော့ဘလောက်ပဲဒါကျွန်တော်ဒီပြည်သူတွေဒုက္ခရောက်နေပါစေမြေအွန်လိုင်းတို့လူတစုကတော့ဘာဘူးဘာဖြစ်ဖြစ်ဆိုတဲ့စိတ်မျိုးနဲ့မြေပြင်မှာရဲဆက်ဆက်အလုပ်တွေကိုလုပ်နေတော့မယ်ဆိုတာကိုလည်းသိစေခြင်းနဲ့ဒီလိုပဲကျွန်တော်တို့ online တက်ဖွဲ့တွေကလည်းသူတို့ဘလောက်ပဲရဲဆက်ဆက်လုပ်ပါစေဗောနော်အကောင်းဆုံးပုံစံမျိုးနဲ့ပြန်လာနေတာတွေတွေ့ရတယ်နောက်တစ်ခုကတော့အောင်ပွဲတွေလည်း အဲထက်ခါထက်ခါရရှိအောင်စူးစမ်းနေတယ်ဆိုတာကိုလည်းမြင်တွေ့ရတယ်ဒါကတော့ဒီရက်ထဲမှာဖြစ်ပေါ်တဲ့အာစင်ကောင်းစရာတွေလည်းပါမယ်အာတက်စရာတွေလည်းပါမယ်စစ်ကောင်းစရာရုံးမှာရက်ဆက်မှုတွေလည်းပါမယ်ပေါ့နော်ဒီဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်မြင်ပြီးတလောက်လေးပြောပြပေးတာဖြစ်ပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ်